တပင်အတိုင်းဝိုင်းကဖယ်ကျင်ထားပြီးမယ်မနီလာလွင်ကိုအခုလိုငွေပမာဏနဲ့ကတော်ခဲ့တဲ့ဇမင်သားလေးဖိုချစ်အောင်လေးဖိုချစ်ကမနီလာကိုငွေ9သိန်းဆိုတဲ့ပြီးနှံ့ပြီးတော့ကာရဝပြုတဲ့9သိန်းကလွဲလို့တခြားတယောက်ပေးတဲ့ထောက်ပံ့ခြင်းငွေကျမလူမခံပါဘူးလို့ဒါလေးတော့ဒီနေရာပြောချပြရစီလူပညာကိုစိတ်မနာပါဘူးမနီလာကိုယ့်ရဲ့မတ်တန်ရမနီလာသေးတဲ့တိအောင်မဲဆက်မရှိပါဘူးမနီလာဘဝမှာရှိဘူး ဘယ်နေရဘယ်ဒေတာပဲဆိုတဲ့နီလာလွန်ဆိုတာမဲတမရှိခဲ့ဘူးပြိတ္တများရှင်ဖိုးချက်က ပင်လောကမှာဆိုရင်တော့ဆန္ဒမူနာချပြီးတော့လူအများလေးစားနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တပင်အတိုင်းဝိုင်းပေါ်မှာသူ့ရဲ့ကိုကျိုးအတွက်အမြတ်ထုတ်တာမျိုးမဟုတ်ပဲလူအများအကျိုးရှိရဲ့နိလန်းနဲ့အကျိုးဆောင်ပေးနေတဲ့သူဖြစ်ပါတယ်။ဖိုးချေကဒုက္ခရောက်ပြီးတော့လူအများရဲ့ဘေးဖယ်ခြင်းကိုခံရတဲ့မနီလာလွင်အပေါ်မှာလည်းသူတက်နိုင်တဲ့လောက်ပြန်ပြီးတော့ကြီးရှုခဲ့တာပါ။မနီလာလွင်ကတော့ရေဆက်ချလို့ပြီးပါပြီအပါအဝင်အလူရှင်ပြုပွဲတွေမှာရှင်နေတသိမ့်သိမ့်တူအောင်ကောင်းတဲ့သချင်းကြီးတွေကိုသိစ ဆိုခဲ့တဲ့အဆိုတော်ဖြစ်ပါတယ်။ရေဆက်ချလို့ပြီးပါပြီဆိုတဲ့သတင်းဆိုရင်လည်းဝက်ဝက်ကွဲအောင်ပေါက်နေပေမဲ့မနီလာလွင်ဆိုရယ်ဆိုတာလူတိုင်းကမသိခဲ့ကြပါဘူး။မနီလာလွင်ကသတင်းကိုဆိုပေမဲ့လည်းအနုပညာအတိုင်းဝိုင်းမှာနေရာမပေးခံရပါဘူး။အလူပွဲတွေမှာမပါမဖြစ်အောင်မြင်တဲ့သတင်းတပုတ်ကိုစိုးထားပေမဲ့လည်းဘယ်သူမှခေါ်ဆိုတာမျိုးမရှိပါဘူး။ဆိုင်းပွဲတွေမှာဆိုရင်လည်းဆိုင်းဆရာတွေက မနီလာလွင်ကိုပြတ်ထားကြတာပါဒါအပြင်အမှုပညာရှင်အချင်းချင်းကလည်းလက်တွဲမခေါ်ကြတဲ့အပြင်ဘေးဖယ်ထားကြတာဖြစ်ပါတယ်မနီလာလွင်ကဆင်းရဲတဲ့အတွက်အခုလိုမခေါ်ပြောကြတာလည်းဖြစ်ပါတယ်ပွဲလဲမဆိုရပဲခက်ခဲတဲ့အခြေအနေတစ်ခုကိုမနီလာလွင်ကမီဒီယာတွေရှေ့မှာတင်ပြတဲ့အချိန်မှာလည်းဘသူမှလည်းပွဲထုတ်ပြီးတော့မခေါ်ဆိုပါဘူးဒီလိုအချိန်မှာပိုးချိတ်ကတော့မနီလာလွင်ကိုရအောင်ဆက်သွယ်ခဲ့ပါတယ်အလုံးကိုင်မရှိဘူးလို့အော်ပြောနေတဲ့အချိန်မှာ ဘယ်ပွဲရှင်ရမှလဲလာပြီးတော့မဖိတ်ပေမဲ့ဟိုချစ်ကတော့အင်တာဗျူးကိုတွေ့တွေ့ချင်းမှာဆက်သွယ်ခဲ့တာပါဟိုချစ်ကမနီလာလွင် လက်တလုံးသုံးဖို့အတွက်ကို၅သိန်းလူပေးခဲ့တာဖြစ်ပါတယ်၅သိန်းကိုလည်းလမ်းကတော့တယ်ဆိုပြီးတော့ပေးခဲ့တာဖြစ်ပါတယ်အခုလိုပေးတာကဟိုချစ်ကသူ့အကောင့်အနေနဲ့မတင်ခဲ့သလိုဘသူ့ကိုမှလည်းမပြောခဲ့ပါဘူးမနီလာလွင်ကိုလည်းဆိုရှယ်မီဒီယာမှာ ထုတ်မပြောခိုင်းပါဘူးဒါပေမဲ့တချို့က မနီလာလွင်ကစင်းရဲလို့အလူငွေတောင်းဖို့မီဒီယာခေါ်တက်လို့ဝေဖန်ခဲ့ကြတယ်။အနုပညာရှင်အချင်းချင်းလက်တွဲမခေါ်ပဲအခုလိုဝေဖန်တဲ့အချိန်မှာမနီလာလွင်ကဒီမခံနိုင်လို့သာထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။မနီလာလွင်ကသူစင်းရဲတဲ့ဆိုတာကိုအလူငွေခံချင်လို့ပြောတာမဟုတ်ပဲဘဝအခြေအနေကိုသာ ပြောပြတာပါ။သူအနေနဲ့ငွေကိုအလကားလိုချင်တာမဟုတ်ပဲတချင်းတွေကိုသာဖြောပြေးချင်တာဖြစ်ပါတယ်။ဒါကြောင့်မို့ဖိုးချစ်စီကသာငွေ9သိန်းရပြီးတော့ ဘသူစီယာမှာအလူငွေမရရှိဘူးလို့ထုတ်ပြောလာတာဖြစ်ပါတယ်အခုလိုပြောမှသာမနီလာလွင်ကို ဖိုချိတ်ကငွေ9သိန်းပေးတယ်ဆိုတာလူတွေက သိခဲ့ကြတာဖြစ်ပါတယ်ဖိုချိတ်ကလူအများကိုကူညီတတ်ပေမဲ့သူကူညီတာကိုဂုံဖော်တတ်တာမဟုတ်ပါဘူးဆိုရှယ်မီဒီယာလည်းသိပြီးတော့မသုံးတဲ့အထွက်ကို သူပါလုပ်နေရယ်ဆိုတာကိုလည်းလူတွေကသိပြီးတော့မသိရပါဘူးဖိုချိတ်ကတော့သူလှုပ်ချင်တာကိုဒါလုပ်နေတတ်တာဖြစ်ပါတယ်ဖိုချိတ်ကတပင်အတိုင်းဝိုင်းကလူတွေဒုက္ခရောက်နေတာကိုလည်း လုံးဝကိုမကြည့်ရပါဘူး။ဒါကြောင့်မို့သူရဲ့သဘင်ချမ်းရိုတောင်ရောင်းချပြီးတော့ကူညီပေးဖို့လုပ်နေတာဖြစ်ပါတယ်။မနီလာလွင်ကိုလည်းအလုပ်ပေးဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ်။မနီလာလွင်ကအရေးချင်းရှိတဲ့အစိုးရတယောက်ဖြစ်ပေမဲ့နေရာပေးမခံရဘဲဖြစ်နေတာပါ။ဘွေးရှင်တွေကလည်းမနီလာလွင်လိုအရေးချင်းရှိတဲ့သူကိုမခေါ်ဘဲပေါ်ပင်ဆယ်လီရီကိုပဲခေါ်ပြီးတော့ချင်းခေါ်ဆိုနေတာဖြစ်ပါတယ်။မနီလာလွင်ကတော့သူကစင်းရဲလို့အခုလိုမျိုးဖဲ့ကျင်နေကြတာလို့တွေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့မန္တလေးတွင်ကိုအလူပွဲကြီးမှာရေစက်ချလုပ်ပြီးပါပြီတဲ့ချင်းကိုကိုရိုင်းဆိုတာမြင်တွေ့ကျင်နေကြတာဖြစ်ပါတယ်။မန္တလေးတွင်အတွက်အခက်အခဲဖြစ်အောင်ငွေလန်းကြောခဲ့တဲ့ဖိုးချက်ပေါ်ပရိသတ်တို့ရဲ့အမြင်လေးကောမလေးတွေမှာရေးခဲ့ပေးပါဦး။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။